ဒါကတော့ဖန်ခေါင်းမြို့ကဆော့လက်ဆအစအဝေးတစ်ခုပြိုကျပျက်စီးသွားခဲ့တာပါ။ ตึกถล่มนะครับตึกถล่มตอนนี้ใต้ซากกัน อาจจะมีคนงานอยู่ เยอะนะครับ ไม่รู้พี่ไม่รู้ คนงานอยู่ในนั้นเยอะนะครับ ตอนเนี้ย คนติดอยู่ในนั้นเยอะนะครับ น่าจะเยอะมากเลยครับนี่ครับรถ รถของบริษัทนะครับ ตอนนี้ ตึกประมาณ5ดาวเกาหลีแฟนก็มีกับนอกจากสอูตะคู่กับ

mà biết này nó thì biết nó về bên đây thì nể thế là bám chiếc vô bám chưa vô mà ăn luôn chi သုံးလမ်းနဲ့ဆောင်းနေတယ်ဟုတ်ပါဗျာနော်ဟုတ်ပါဗျာနော်သွားသွားပကမိုင်းသားသွားတော့သွားတော့ဗန်ဒီဒါကတော့မြန်မာနိုင်ငံတနီယာမှာမြေကြီးတွေအကွဲပြီးတော့မြေအောက်ကြီးတွေထွက်လာတာပါဟာပိုက်ကွဲလာလို့လားပိုက်ရှိဘူးလေဘယ်နာကွဲထလ ာတော့မသိဘူးဒါကတော့မန္တလေးတက္ကသိုလ်တနီယာမှာအလင်းအတန်ကြောင့်မိတွေပါဇောင်းသွားတာပါငလင်းကြောင့်ဒါ mà lên đi chơi lâu bây giờ mà lên tay rồi mì lâu nha phải bài không biết tất cả đi là cũng là lá này phải bài Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn မဟုတ်တော့ဟိုတိုင်းပြန်သွားရင်ကျော်သွားပါလိမ့်မယ်ခုနအဲ့လူကပုံဆုံးနေတော့ကဘာနေပြည်တော်ကတပြေကုန်းစည်းလို့သိရပါတယ်။ဘူပါဝါနဲ့ဒီလေ။ဟိုကြော ေါ်တယ်အောင်မန်းပြို့သွားတာလူတွေအများကြီးရှိမှတယ်နော်ဟောဘယ်လိုလုပ်ကြမလို့ဒါကတော့အောင်မန်းဟိုတယ်ကျူးကြပျက်စီးသွားတာပါလင်းတအားချမ်းနေဟိုတယ်အောင်မန်းပြို့သွားပါပြီဒီထဲမှာလူတွေအများကြီးပိတ်မိနေတယ်ဟိုတယ်အောင်မန်းပြို့သွားတယ်啊，我在哪办的哇？我嘛，路里面阿姨，呀，呀，在那给阿妈。 ဒါကတော့မန္တလေးနုတနီယာကပလီပြူကြပြက်စီသွားတာပါ။အစ္စလမ်ဘာသာဝင်မိတ်ဆွေတွေအတွက်ဆွေမကောင်ခေရပါတယ်။အလ္လာဟ် တောင်ကူကရှီဟောင်းတီကျောင်းတိုက်ကြီးပြိုကျပျက်စီးသွားတာတကယ်ကိုနှမျိုးစေရပါမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်တဲကသမိုင်းဝင်ရွှေဆိုင်ရင်ဖျားကြီးစိန်ဘူးတို့ဟာလည်းမြေခခဲ့ရပါပြီမန္တလေးတိုင်းမစိုးရင်ကျောင်းတိုက်ကြီးဟာလည်းပြိုကျသွားတယ်ဆိုလို့ဝန်နေရပါတယ် နေပြည်တော်မှာလည်းပျက်စီးဆုံးရှုံးမှုတွေဖြစ်တဲ့အထွေကြောင့်မို့လို့ဒီသူတွေဘေးရန်ကင်းပါစေလို့ဆုတောင်းပေးနေပါတယ်။နေပြည်တော်စေယုံကျုံနဲ့လွှတ်တော်အဆောက်အဦအချို့ပျက်စီးပြူကြတယ်လို့လည်းသိရပါတယ်။ Registrar's Gate ခொနိတတမငါအစင်းရှိတဲ့ပြင်းအပြင်းငလင်းဖြစ်ပြီးတော့မန္တလေးနဲ့6မိုင်အကွာသခိုင်းတက်ရေရောကိုဘဟုပြုပြီးလှုပ်ခတ်တယ်လို့သိရပါတယ်။ မလျင်အကြီးကြီးလှုပ်ပြီးတာနဲ့မလျင်အသေးလေးတွေကလည်းနောက်ဆက်တွဲလှုပ်လာနိုင်တာကြောင့်မိဘပြည်သူများဂယုတဆိုင်နေကြပါလို့နှိုးဆော်လိုက်ရပါတယ်။